င်္ဂလာညချမ်းလေးပါရှင်။နိုဝင်ဘာလ2ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့ယင်လဲ့လဲ့ထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့နရေကန်ဗျူဟာကုန်းကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုနှစ်လတာပိတ်ဆို့တိုက်ခိုက်ခဲ့ရာ26ဦးအရှင်ဖမ်းမိပြီးလက်နက်ခဲအနေတိတ်ဆိတ်ရမိတဲ့သတင်း။ရန်ကုန်မှာမိုးရွာသွန်းမှုများတာကြောင့်မြို့နယ်တချို့ကကားလမ်းတွေရေနှင်းမြုပ်နေတဲ့တဲ့ နေပြည်တော်မှာစံစည်းစီစည်းကြပေမဲ့အသားငါးစည်းကတနည်းတခြားမြင့်တက်လာတယ်လို့ဆိုတဲ့သတင်းဇနီးဖြစ်သူကိုလာရောက်ရှင်းလင်းရကအငိမ့်စာစစ်မှုထောင်တူရွာထိပ်မှာပြစ်ခတ်ခံရကသိဆုံးတဲ့သတင်းဖျားပွဲမှာမူတဲထန်စာရွာသွင်းပြီးလေပြင်းတိုက်ခတ်ခဲ့တာကြောင့်ပွဲစည်းကဈေးသေးတွေအရှုံးပေါ်နေတဲ့သတင်းနွားစာရေးဖို့ထွက်လာတဲ့စစ်တပ်လက်အောက်ခံပြစ်စောတီတအူပြစ်ခတ်ရှင်းလင်းခံရတဲ့တဲ့ လေပြင်းနဲ့ရဝန်းရဲ့အချိန်ကြောင့်တိုင်းနဲ့ပြည်နယ်တွေမှာနိုဝင်ဘာလ၂ရက်နေ့မှ၆ရက်နေ့အထိမိုးကြီးနိုင်တဲ့တဲ့။တရုတ်နဲ့ကုန်သွယ်ရေးသဘောတူညီမှုရခဲ့တာဟာကြီးမားတဲ့အောင်မြင်မှုဖြစ်ကြောင်းအမေရိကန်ပြောတဲ့တဲ့။အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နယ်ရေကန်ဗျူဟာကုန်းကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုနှစ်လတာပိတ်ဆို့တိုက်ခိုက်ခဲ့ရာ26ဦးအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းတွေတင်စီရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကွေတိုင်းငဖဲမြို့နယ်နရေကန်ဖြူဟာကုန်းစခန်းတိုက်ပွဲမှာစစ်ကူလာတဲ့စစ်ကောင်မရှင်စစ်ကြောင်းတွေကိုတခြားတော်လိုင်းမဟာမိတ်တပ်တွေနဲ့အတူဇားဖြတ်တိုက်ခိုက်ခြင်းထိုးစစ်ဆင်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ရာနှစ်လတာအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်26ဦးအရှင်ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းများသိမ်းဆီးရမိခဲ့တယ်လို့ချင်းကောက်ဝဲရေးတပ်အရှူ CDF အရှူကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်2025ခုနှစ်စက်တင်ဘာလမှအောက်တိုဘာလအတွင်းတိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှအများအပြားသိမ်းဆုပ်ခဲ့ပြီးစစ်ကောင်စီတပ်ရဲ့မတရားတပ်ဖြစ်စစ်မှုထမ်းစုဆောင်ခြင်းခံရတဲ့တပ်ဖွဲ့ဝင်26ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကနိုင်ငံလဟောင်းတခြားမင်းမြေရှင်းလင်းရေးလှုပ်ဆောင်စဉ်လက်နက်ငယ်လေးလက်နဲ့ခရင်အများအပြားကိုသိမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဆိုပါနှစ်လတာတိုက်ပွဲအတွင်းချင်းကောက်ဝဲရေးတပ်အရှူစီရီယက်အရှူမှာတပ်ဖွဲ့ဝင်2ဦးအသက်ပေးလှူခဲ့ရပြီးခြေလက်အင်ကဆုံးရှုံးသူ2ဦးနဲ့အခြားထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိခဲ့တယ်လို့သိရှိရပါတယ်။ အနာဒိတ်စစ်ကောင်မရှင်တက်ဟာငဖဲမြူနယ်ရှိ နေရီကန်ဘူဟာကုန်းစခန်းမကြစေအတွက်လေဆောင်ပစ်ကူလက်နက်ကြီးပစ်ကူစစ်ကူများအဆက်မပြတ်ပေးနေပေမယ့်တော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကတော့ဆက်လက်ထိုးစစ်ဆင်နေစေဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မှာမိုးရွာသွန်းမှုများတာကြောင့်မြို့နယ်တချို့ကကားလမ်းတွေရင်းနှီးမြုပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းကမြို့နယ်တချို့မှာအော်တိုဘာလ31ရက်နေ့ကနေဒီကနေ့နိုဝင်ဘာလ2ရက်နေ့အထိ သုံးရက်ဆက်တိုက်မိုးရွာသွန်းမှုကြောင့်မြို့နယ်တချို့ကနေရာတော်တော်များများမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတယ်လို့ရန်ကုန်ဒေသခံတွေထံကစုံစမ်းသိရှိရပါတယ်။မိုးကအရန်ကြီးတယ်။တနေ့ကနဲ့မနေ့ကနည်းနည်းပဲရွာတယ်။ဒီနေ့လောက်မများဘူး။ဒီနေ့ကမိုးအရန်ကြီးတာ။အခုနေခင်းလောက်မှမိုးတိတ်သွားတာ။အခုထိတော့မိုးပွဲလေးတွေကြာနေတော့မယ်။မိုးကတော်တော်ရွာထားတော့ကားလမ်းတွေမြုပ်ပြီးတချို့မြို့တွေဆိုကားတွေပါပိတ်နေတာလို့ကြောက်တမ်းမြို့ခံတအူးကပြောဆိုထားပါတယ်။ မိုးရွာသွန်းမှုကြောင့်မြောက်ကလာပါလှိုင်းကမာယူအင်းစင်ထောက်ကျမ်းမျိုးနယ်တွေမှာရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီးတချို့နေရာတွေမှာရေနှင်းမြုပ်မှုတွေရှိနေတယ်လို့သိရှိရပါတယ်။မိုးရွာတာကတော့နေရောညရောရွာနေတာအင်းစင်မျိုးမှာမြို့ရဲထိပါရေမြုပ်တာ ကားတိတိလေးတွေသွားမရဘူးကားကြီးတွေလောက်ပဲသွားရတော့တာတချို့မြင်းနေမိုင်းနေရာတွေဆိုမြုပ်ကုန်တာဒါပေမဲ့နင်းနေအမြင်ပိုင်းကြတဲ့နေရာတွေကြမမြုပ်ဘူးလို့အင်းစင်မျိုးခံတအူးကပြောဆိုထားပါတယ်။ နိုဝင်ဘာလ၁ရက်နေ့ကနေ၄ရက်နေ့အထိရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတို့မှာ၃ရက်အတွင်းမွေးရည်ချိန်၄လမှနှစ်အထက်ရွာသွန်းနိုင်ပြီးမွန်ပြည်နယ်တနင်္သာရီတိုင်းနဲ့ကရင်ပြည်နယ်တွေမှာလာမယ့်၃ရက်အတွင်းမိုးထမှန်ရွာသွန်းနိုင်တယ်လို့မိုးစလားရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။ဒါအပြင်လေပြင်းရနဲ့ရဝန်ကြောင့်ဒီအပိုင်းရန်ကုန်အပါအဝင်တိုင်းနယ်ပြည်နယ်တချို့မှာလည်းမိုးဆက်လက်ရွာသွန်းအောင်မယ်လို့မိုးလေဝသသတင်းတွေမှာဖော်ပြထားတာကိုတွေ့ရပါတယ်ရှင်။ တတိယသတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်မှာစံစည်စီစည်ကြပါမယ်။အသားငါးစီးကတနေ့တခြားမြင့်တက်လာတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြည်တော်မှာအော်တိုဘာလောက်ကုန်ပိုင်းလောက်ကစားကစားတောက်ကုန်စီစံစည်စီစည်အနှဲငယ်ကြပြီးအသားငါးစီးတွေကတော့အဆမတန်မြင့်တက်နေတယ်လို့သိရှိရပါတယ်။မနောဒုက္ခတအိတ်2သိန်းကနေ အခု3သိန်း7တောင်းဖြစ်သွားပြီ။စံနေ1000 2000လောက်ကျနေတယ်။စားစီတစ်ပိတ်သာ1200 မြေပဲစီတောင်ရှိထောင်ကနေအခု2000စီလောက်ကျသွားတယ်လို့နေပြည်တော်မြို့မာစီကဈေးတဲ့တဝူကပြောဆိုထားပါတယ်။စံစီဈေးကျနေပေမဲ့အသားငါးစီးကအစမတန်မြင့်တက်နေပြီးရေတက်ချိန်မိုးရာသီမှာပါငါးစီးနဲ့အသားစီးတွေကျဆင်းရမယ်အစား ဈေးအဆမတန်တက်လာတယ်လို့သိရှိရပြီး CP ကျက်တပိတ်တာကို2400ကနေ2800အထိမြင့်တက်ကမြမကျက်တပိတ်တာကို3200ကနေ3800အထိတက်ပြီးဝက်သားတပိတ်တာ3000ခွဲကနေ4000အထိမြင့်တက်သွားတယ်လို့သိရှိရပါတယ်အသားငါးဈေးကတော့ဝယ်မစားနိုင်အောင်ပဲရပိုင်းတဲ့ကိုတွေတစ်ခါတက်2300တက်နေတာငါးဈေးကအစတက်နေတာစံဈေးစီဈေးကတော့ကြာတယ် အသား၅စီတက်တော့ဝယ်မစားနိုင်ကြဘူးလို့အရှင်မတအူးကပြောဆိုထားပါတယ်။စီပင်တရားရေးအဖွဲ့ကဈေးထဲမှာစက်သားတစ်ပိတ်သာ၊ဝက်သားတစ်ပိတ်သာဘလောင်နှုံးနဲ့ရောင်းရမယ်ဆိုတဲ့စာရီကတ်ထားပေးမယ်။တကယ်မြေပြင်မှာတော့စက်သားဝက်သားဈေးဟာရေးထားတဲ့စာရီလိုမဟုတ်ပဲတနေ့တခြားဈေးအဆမတန်မြင့်တက်လာနေတာလို့သိရှိရပြီးအများစုကငပိရည်နဲ့ကုန်စင်တိုးစရာတွေကိုသာဝယ်စားနေကြရတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဇနီးပြည်သူကိုလာရောက်ရှင်းနေရကအငိမ့်စားစစ်မှုထောင်တူရွာထိပ်မှာပြစ်ခတ်ခံရကတိုက်ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်၆မြို့နယ်စင်ကကြီးရွာကစစ်မှုထောင်တူနေအိမ်အနီးမှာပြစ်ခတ်ရှင်းလင်းခံလိုက်ရတယ်လို့သိရှိရပါတယ်။အော်တိုဘာလ31ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီးစင်ကကြီးရွာအပြင်ဘက်မှာပြစ်ခတ်ခံရတာလို့သိရှိရပြီးအငိမ့်စားစစ်မှုထောင်တူဖြစ်တယ်လို့သိရှိရပါတယ်။အသက်၄၀ကျော် သူကနိုင်ငံရေးကိစ္စအရှုပ်အရှင်းတိတ်မရှိဘူးရှိလာကသူမိမဘောမလေးအမြဲတမ်းတက်ကောင်းကြောင်တော်လိုင်းရေးတက်တယ်မကောင်းကြောင်တွေပြောနေတာအခုလာရှင်းတာကသူမိမကိုသူကသူမိမကိုလာလောက်တာဆိုတော့ပြန်ခံပြောရင်းနဲ့ပြစ်ခံရတာလို့ဒေသခံတဦးကပြောဆိုထားပါတယ်ပြစ်ခတ်ခံရသူမှာအသက်45နှစ်အရွယ်ကိုကျော်ဝင်းလို့သိရှိရပြီးနေအိမ်မှာသူမိမကိုလာခေါ်ခြင်းမိမဖြစ်သူထွက်ပြေးလွတ်မြောက်သွားပြီးယောက်ျားဖြစ်သူကိုကျော်ဝင်းပြစ်ခတ်ခံခဲ့ရတာလို့သိရှိရပါတယ် တော်လိုင်းရင်တပ်ဖက်ကဝင်လာလာချင်း သူမိမမအေးအေးမော်ကအိမ်နောက်ကထွက်ပြေးသွားတာသူတို့အိမ်ကရွာအစွန်မှာအခုအသက်ခံရတဲ့သူကတော်လိုင်းရင်တက်တွေကိုမချင်မငံပြန်ပြောတယ်ပြီးတော့ထွက်ပြေးသွားတာနောက်ကလိုက်ပစ်တာရွာအပြင်မှာပြစ်ခံရတာလို့တိတာခန်တဦးကပြောဆိုထားပါတယ်လွမြောက်သွားသူမအေးအေးမော်ဟာတော်လိုင်းရင်တက်တရဲ့သတင်းနဲ့ဒလန်လောက်ခါရွာတွေက NND ထောက်ခံသူတွေရဲ့သတင်းကိုလည်းစစ်တပ်ကိုသတင်းအမြဲပေးလိရှိတယ်လို့သိရှိရပြီး ြစ်ခတ်ခံရတဲ့ရွာအနီးမှာစစ်ကောင်မရှင်တပ်ရဲ့စစ်ဆေးရေးဂိတ်လည်းရှိတယ်လို့သိရှိရပါတယ်။ခလာရ၁၆ရက်တက်ကစစ်သားတွေနဲ့ဝါစီတက်ကစစ်သားတွေအလဲကျဆောင်တဲ့ဂိတ်ရှိတယ်။သူတို့ကမနက်ပဲဆောင်တာညမဆောင်ဘူး။စစ်သားတွေမရှိတဲ့ညာပိုင်းလာလုတ်သွားတာလို့ဒေသခံတအူးကထပ်မံပြောဆိုထားပါတယ်။ပြစ်ခတ်ခံရတဲ့အငိမ့်စားစစ်သားဟောင်းကိုကျော်ဝင်းဟာရင်ပန်းနဲ့ဥကောင်းကတနက်တန်ရနဲ့တိတ်ဆုံးသွားပြီးရွာသားတွေမကောက်ရဲတာကြောင့်နိုဝင်ဘာလတရက်နေ့မနက်မှာစစ်ကောင်မရှိရဲ့ဂိမ်းဆောင်စစ်သားတွေရောက်လာမှ အလောင်းကိုကောက်ခါတကြိုလိုက်ရတယ်လို့သိရှိရပါတယ်။စစ်ကောင်မရှင်ဘက်ကတော့စင်ကရွာသားတအူးကို PDF တွေကပြစ်ခတ်ပြီးဆိုင်ကယ်တစီ ဖုန်းတစ်လုံးနဲ့ငွေကျပ်၃၀ယူသွားတယ်လို့ဆွဆွဲပြောဆိုထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖျားပွဲမှာမူတဲထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့တာကြောင့်ပွဲစည်းကဈေးတဲ့တွေအရှုံးပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘဂိုတိုင်ပြည်မျိုးနယ်မှာရွှေစံတော်စီတီတော်2614နှစ်ပြည့်ဗုဒ္ဓပူဇနီယပွဲတော်မှာ ၃ရက်ဆက်တိုက်မူတဲထန်စွာရွာသွန်းခဲ့တာကြောင့်ဖျားပွဲလာသူတွေနေပါခဲ့ပြီးဈေးတွေလည်းအရှုံးပေါ်နေတယ်လို့သိရှိရပါတယ်။အော်တိုဘာလ31ရက်နေ့ကစတင်ကနိုဝင်ဘာလ2ရက်နေ့မနက်ပိုင်းအထိမူတဲလေပြင်းကြကဆိုင်ငန်းတချို့ပျက်စီးပြီးမူတဲထန်စွာရွာသွန်းခဲ့တာကြောင့်ပွဲကင်းရေချမ်းနာတွေလည်းဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ည7လောက်ကစပြီးလေတွေတိုက်မူးတွေရွာတာမူးကလည်းများတယ်။အဝေးအထက်ဆိုင်နေဆိုရင်အကုန်မိုးဆူကုန်တာ ပွဲကင်းတဲ့ကဆိုင်တွေကတာလဘတ်မို့တာလဘတ်ကာတွေဆိုတော့လေလဲတိုက်ကောအကုန်မင်းကုန်တာလမ်းနေပေါ်မှာလဲရေတွေကရှန်နေဘာမှရောင်းလို့မရအောင်အထိဖြစ်ကုန်တာရဟတ်တွေကလေးကစားခွင်းထဲမှာဆိုရင်ရေတွေကအိုင်နေတာတရားစစ်နဲ့အလုံးလုံးရတဲ့ဟာတွေဆိုတော့သုံးလို့ကိုမရတော့ဘူးလို့ပွဲစည်းတဲ့တပူကမြို့တော်ကိုပြောဆိုထားပါတယ်စစ်ကောက်မရှင်တပ်ကလည်းပြည်မြို့ပွဲစည်းတန်းကိုလုံခြုံရေးအထူးတင်းကျပ်ထားပြီးပွဲစည်းလာသူတွေကတန်တရားရှိသူတွေကိုဖမ်းဆီးတာစစ်ဆေးတာ ဖုံးယူစစ်ဆေးတာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ဘယ်နေရာကြည့်ကြည့်ရဲနဲ့အပြာဝတ်တွေဖျားကြီးပေါ်မှာလည်းအပြာဝတ်နဲ့ရဲတွေက တက်ကကားနဲ့ပတ်တယ်။အဲ့မှာပွဲစင်းနဲ့ပုံရိုက်တဲ့သူတွေကိုသူတို့ကိုရိုက်တဲ့ထင်ပြီးဖုံးယူစစ်တာပြန်ဖြတ်ခိုင်းတာရှိတယ်။တယောက်ဆိုရင်ပွဲကင်းနဲ့တောင်းချတဲ့သူကိုမောင်းထုတ်တာလမ်းလယ်မှာတောင်းနေလို့တဲ့။နောက်ကောင်လေးတယောက်ကပွဲစင်းကိုဗီဒီယိုရိုက်ရင်သူတို့ကိုရိုက်မိသွားတာ။အဲ့ကလေးဖုံးကိုယူပြီးပြန်ဖြတ်ခိုင်းတာ။ ထုမယ်ရိုက်မယ်ဖမ်းမယ်နဲ့ဆဲဆိုတာပွဲကင်းထဲမှာပဲလို့ပွဲစည်းတန်းထဲကိုလာရောက်လဲပတ်သူတဦးကပြောဆိုထားပါတယ်။လက်တလုံးမှာပြည်မြို့တစောင်းတိုင်းပွဲကင်းထဲဈေးတယ်တွေဟာဆိုင်ကန်းငါးက6000 7000ညအပေါ်မူတည်ပြီးပေးနေရကရေဘိုးမိဘအပါအဝင်တသိန်းကျော်ပေးရပြီးပွဲစည်းတဲ့ရောင်းရတဲ့ငွေနဲ့ယာစီဥတုကြောင့်အရှုံးပေါ်နေကြရတယ်လို့သိရှိရပါတယ်။အော်တိုဘာလ28ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိ ရွှေစံတော်ဘုရားပွဲတော်ကိုစီကားတိုက်မြိုက်စွာကျင်းပမှာလို့သိရှိရပြီးပွဲတော်စတဲ့နေ့ကနေဒီကနေ့အထိဖန်စီပေါ်တာဆွဲခံရသူတွေလည်းရှိနေတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နွားကြရိပ်ဖို့ထွက်လာတဲ့စစ်တပ်လောက်ခံပြစောတီတူပြစ်ခတ်ရှင်းလင်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းပကုတ်ကူခရိုင်မြန်မြို့နယ်မှာနိုဝင်ဘာလ၁ရက်နေ့မနက်၈နာရီဝန်းကျင်ခန့်က အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်ပြည်စော်တီတအုပ်ကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PNC ကသတင်းထုတ်ပြန်ထားပါတယ်။မြိုင်မြို့နယ်တောင်ပိုင်းတရက်ကန်ပြည်ရွာရဲ့အနောက်မြောက်ဘက်အခြေရှိနွားစာရေးဖို့ထွက်လာတဲ့ပြည်စော်တီတအုပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကရိုင်းဖင်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့ရာရင်ဘတ်ကြီးထိမှန်ဒဏ်ရာနဲ့တိတ်ဆုံးခဲ့တယ်လို့သိရှိရပါတယ်။နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီးတော်လိုင်းရဲဘော်တွေကအထီးအခိုင်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PNC မြိုင်ပကဖတပ်ရင်းတက်ခွဲတေတက်ခွဲလေးစကြထောင်းမှန်တပ်ဖွဲ့အညာမြေတပ်ပေါင်းစုဝင်းပလေပြောက်ကြားတပ်ဖွဲ့ထောင်းညီနောင်တပ်ဖွဲ့နဲ့ TYK ပြောက်ကြားတပ်ဖွဲ့တို့ကစီလုံးညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရှိရပါတယ်မြိုင်မျိုးနဲ့အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအာနာသိန်းစစ်တပ်မှပြည်သူတွေကိုပြစ်မှတ်ထားကလေးဆောင်တိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့သိရှိရပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကလည်းမြန်မြုနယ်တောင်ပိုင်းတရက်ကန်ပြူရရဲ့အနောက်တောင်ဘက်ဘန်ကာရှိပြည်စောတီတပူမှာကင်းပတ်ဖို့ထွက်လာချိန်တော်လိုင်းတပ်ဖွဲ့တွေကစတင်ပစ်ခတ်ခဲ့ရာနေရာမှာပဲတိုက်ဆုံခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လေပြင်းနဲ့ရေဝုန်ရဲ့အခြေအနေကြောင့်တိုင်းနယ်ပြည်နယ်တွေမှာနိုဝင်ဘာလ၂ရက်နေ့မှ၆ရက်နေ့အထိမိုးကြီးနိုင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အရှိဘတ်မှရွေးလျားလာတဲ့လေဝေလိုင်းတွေရဲ့အချိန်နဲ့ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဆက်ဆက်နေတယ်။မင်္ဂလာပင်လယ်အော်အရှိအလဲပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရဝုန်းရဲ့အချိန်ကြောင့်နိုဝင်ဘာလ၂ရက်နေ့မှ၆ရက်နေ့အထိမိုးထချုံရွာနိုင်ပြီးတိုင်းနယ်ပြည်နယ်ရှိတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဇလားဗီဒါညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရော်ပြည်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာနိုင်ပါတယ်။တချို့ဒေသတွေမှာဒေသအလိုက်နေရာကွက်ပြီးမိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်ကြောင်းမိုးစလကခံမှန်းထားပါတယ်။ဒါကြောင့်မူတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးချိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း မူသီးကြွေခြင်းတရားပြအရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်ပါကြောင်းလည်းအသိပေးထုတ်ပြန်ထားတာလို့သိရှိရပါတယ်။ အဲ့ဒီဒေတာတွေကကုန်မြင့်ဒေတာအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြုံမှုအနေရဲ့မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုအနေရဲ့တွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်ကြပါရဲ့နဲ့ပြည်တွင်းရေချောင်းတော်လာရေးလေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်တာတမန်များအနေနဲ့လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့လည်းမူစလကအတိပေးနှိုးဆော်ထားပါတယ်ရှင် နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တရုတ်နဲ့ကုန်သွယ်ရေးသဘောတူညီမှုရခဲ့တာဟာကြီးမားတဲ့အောင်မြင်မှုဖြစ်ကြောင်းအမေရိကန်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ညရှားတပ်ထုများတင်ပို့မှုအပေါ်တရုတ်ရဲ့ထိန်းချုပ်မှုတွေအပါအဝင်တရုတ်နဲ့သဘောတူညီထားတဲ့ကုန်သွယ်ရေးနဲ့စီးပွားရေးဆိုင်ရာသဘောတူညီချက်ဟာအမေရိကန်စီးပွားရေးနဲ့အမျိုးသားလုံခြုံရေးကိုကာကွယ်ဖို့အတွက်ကြီးကျယ်တဲ့အောင်မြင်မှုဖြစ်ကြောင်းအင်ယူရောကထုတ်ပြန်ပြောကြားလိုက်ပါတယ်။အင်ယူရောကအဲ့ဒီသဘောတူညီချက်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုစနေနေ့မှာထုတ်ပြန်ခဲ့တာပါ။ အမေရိကန်သမ္မတဒိုနယ်ထရန့်နဲ့တရုတ်သမ္မတရှီဂျင်းဖင်တို့ဟာကြာသပတေးနေ့တုန်းကတောင်ကိုရီးယားနိုင်ငံပူဆန်မြို့မှာသဘောတူညီမှုရယူခဲ့ကြတာပါတရုတ်နိုင်ငံအနေနဲ့မြေရှားတပ်ထုနဲ့ဆက်ဆက်တဲ့အရေးယူမှုအနေနဲ့ပို့ကုန်ထိ ंछ ုံမှုတွေကိုအော်တိုဘာလမှာကြီးညာခဲ့တဲ့အတိုင်းရပ်ဆိုင်းသွားမယ်လို့ဆိုထားပါတယ်အခုနှစ်ဧပြီလနဲ့2022ခုနှစ်အော်တိုဘာလတို့မှာတရုတ်နိုင်ငံကချမှတ်ထားတဲ့ထိ ंछ ုံမှုတွေကိုလည်းတိတိယောက်ယောက်ဖယ်ရှားသွားမှာဖြစ်ကြောင်းသိရှိရပါတယ် တရုတ်နိုင်ငံဟာပေပီဆန်နဲ့ပြောင်းစီအပါအဝင်အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်တွေအပေါ်မလမှကြီးညာခဲ့တဲ့တုံ့ပြန်ကောက်ခံမဲ့အခွန်တွေကိုလည်းဆိုင်းငံ့သွားမှာဖြစ်ကြောင်းအင်မီရောကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံဟာအခုနှစ်ကုန်ပိုင်းမှာအမေရိကန်နိုင်ငံကထုတ်လုပ်တဲ့ပေပီဆက်ကိုအ ਨੇ စုံတန်ချိန်၁၂တန်ဝယ်ယူမှာဖြစ်ပြီး2026ခုနှစ်မှ2028ခုနှစ်အထိနှိမ့်ဆက်အ ਨੇ စုံတန်ချိန်၂၅တန်ဝယ်ယူမှာဖြစ်ကြောင်းသိရှိရပါတယ်။ အမေရိကန်ဘက်ကတရုတ်သွင်းကုန်များအပေါ်အခွန်နှုန်းထားတွေကိုဆယ်ရာခိုင်နှုန်းအထိလျှော့ချသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပြီးဒါဟာဖန်တနိုင်းစေဝါစီစဉ်မှုကိုတားဆီးဖို့အတွက်သာဖြစ်တယ်လို့သိရှိရပါတယ်။ဒီကိစ္စတွေကိုနိုဝင်ဘာလ10ရက်နေ့မှာစတင်အကောင့်ထည့်ဖို့မှာဖြစ်ပါတယ်။အင်ပီရိုကဒီသဘောတူညီချက်ကိုအမေရိကန်အလုပ်သမားတွေလေသမားတွေနဲ့မိသားစုတွေကိုဦးစားပေးရင်အမေရိကန်စီးပွားရေးစွာနဲ့အမျိုးသားလုံခြုံရေးကိုကာကွယ်တဲ့ကြီးမားတဲ့အောင်မြင်မှုလို့ခေါ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့အခွန်ကိစ္စနဲ့ရှားပါတတ်ထုများဆိုင်ရာသဘောတူညီချက်များစွာဟာယာယီတာဖြစ်ပြီးကုန်သရေးတင်းမာမှုများမြင့်တက်လာနိုင်တဲ့အနေအရာတွေကတော့ဆက်ရှိအောင်မဲ့သဘောမှရှိနေပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ကြည်သူများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့ တဘာဝဘေးရန်ရဲ့အသက်အသွယ်မှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။